ကျွန်တော်တို့ဒီဘက်မှာတော့ဒါကိုဟာတာဆွဲ grammar တခုကိုလေ့လာကြည့်ကြအောင်ဒီ grammar လေးကတော့တစ်ဖက်လူကနေပြီးတော့ကိုကိုပြောတဲ့ဟာကိုကိုကနေပြီးတော့အခြားတစ်ယောက်ကိုပြန်ပြီးတော့ပြောပြတဲ့အခါမျိုးမှာဒီ grammar လေးကိုသုံးလေ့ရှိပါတယ်ဥပမာအဖြစ်ဂျေချင်းကတော့အချင်းမာတာ စာကွာရူမွန်နွန်ဒါကိုဟေယောကျွန်တော်ရဲ့တငယ်ချင်းကတော့မနက်တိုင်းမှာပန်ဒီစားတယ်လို့ပြောတယ် ဒီ grammar လေးရဲ့အဓိပ္ပာယ်ကတော့တယ်လို့ပြောတယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်ဒီ grammar လေးကိုတော့ကိုရီးယားလို့ဆိုရင်ဂျောင်းဒါရာတာလို့ခေါ်တယ်အဆင်ပြောတဲ့အခါမျိုးမှာဒီ grammar ကိုသုံးပြီးတော့ပြောလို့ရှိပါတယ်ဒီနေ့တော့ဒီ grammar လေးကိုဘယ်လိုမျိုးအသေးစိတ်သုံးလဲဆိုတာကျွန်တော်အတူတူဆက်ပြီးတော့လေ့လာကြည့်ကြအောင်အားလုံးပဲမင်္ဂလာပါ Easy Korea Channel မှာကြိုဆိုပါရစေ။ဒီနေ့လေ့လာမယ့် grammar လေးကတော့ ဒါကိုဟာဒါဆိုရ grammar လေးဖြစ်ပါတယ်ဒီ grammar လေးကိုတော့ verb တွေ noun တွေ adjective တွေနဲ့အကုန်တွဲသုံးလို့ရပါတယ်သူ့ရဲ့အဓိပ္ပာယ်ကတော့တယ်လို့ပြောတယ်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်ဒီ grammar လေးကိုတော့အခြားတစ်ယောက်ကနေပြီးတော့ကိုယ်ပြောလိုက်တဲ့ဟာကိုကိုယ်ကနေတဆင်နောက်တစ်ယောက်ကို ပြန်ပြောပြတဲ့အခါမျိုးမှာဒီ grammar ကိုသုံးပြီးတော့ပြောလို့ရှိပါတယ်နောက်ထပ်ဒီ grammar လေးကိုပဲကိုမြင်ခဲ့တဲ့အရာ ကိုကြားခဲ့တဲ့အရာတွေကို တခြားလူကိုပြန်ပြောတဲ့အခါမှာလည်းဒီဂရမာကိုသုံးပြီးတော့ပြောလို့ရပါတယ်။ဒီနေ့တော့ဒီဂရမာလေးကိုဘယ်လိုမျိုး သုံးလဲဆိုတော့ကျွန်တော်အတူတူသေးသေးလေ့လာကြည့်ကြဟောင်း။အရင်ဆုံး verb တွေနဲ့ဘယ်လိုတွဲသုံးလဲဆိုတာကြည့်အောင်။ဒီဂရမာလေးကိုပစ္စုပန်ကာလအနေနဲ့ verb တွေနဲ့တွဲသုံးတဲ့အခါမှာတော့ verb ရဲ့နောက်မှာအသက်ပါလို့ရှိရင် နောင်းကပ်ပြီးတော့နွန်ဒါကိုဟာတာဆိုပြီးတော့တုံးပြရပါတယ်။ဥမာအပြင်မော့ပတာမော့ပတာဆိုလို့ရှိရင်မော်နွန်ဒါကိုဟာတာနောက်ထပ်အတက်မပါတဲ့ဗတ်တွေနဲ့တွဲသုံးတဲ့အခါမှာတော့အောက်မှာနာတက်ထည့်ပြရပါတယ်။ဥမာအပြင်ဂါရာဂါရာဆိုလို့ရှိရင်ဂန္တာကိုဟာတာဂန္တာကိုဟေယူဆိုပြီးတော့တုံးပြရပါတယ်။ဗတ်တွေကိုပဲအတိတ်ကာလအနေနဲ့တုံးနေတဲ့အခါမှာကိုတော်မူမဲ့ဘက်ကို အတိတ်ကာလပုံစံပြောင်းပြီးတော့သူ့ရဲ့နောက်မှာ non နာဒါတွေထည့်ရအောင်လို့တော့ပါဘူးအတိတ်ကာလပြောင်းပြီးတော့တန်းပြီးတော့ဒါကို ဟာတာဆိုပြီးတော့တုံးလို့ရပါတယ်ဥပမာအဖြစ် mob တာ mob တာကိုအတိတ်ကာလအနေနဲ့ပြောင်းလို့ရှိရင် mogot ဆိုပြီးတော့ပြောင်းပေးရပါဒါကြောင့်မလို့ mogot ဒါကိုဟာတာဆိုပြီးတော့တုံးပေးရပါတယ်ဂါတာလို့ရှိရင် ga သူ့ကို value ပြောင်းတဲ့ခါမှာ ga ဂတာကိုဟာတာဆိုပြီးတော့သုံးပြရပါတယ်။သူရဲ့နောက်မှာအတိတ်ကာလဆိုရင်တော့နောနေနာပြီးထည့်စရာမလိုတော့ပါဘူး။နောက်ထပ် adjective နဲ့ဘယ်လိုတွဲသုံးလဲဆိုတာကြည့်အောင်။သူ့ကို adjective နဲ့တွဲသုံးတဲ့အခါမှာတော့နောနေနာတွေထည့်စရာမလိုပါဘူး။ adjective ရဲ့နောက်မှာဒါကိုဟာတာတန်းကတ်လိုက်ရုံပါပဲ။နောက်ထပ် adjective တွေကိုအတိတ်ကာလအနေနဲ့သုံးကျင်တဲ့အခါမှာတော့ adjective ကို verb ပြောင်းပြီးတော့နောက်မှာ ဒါကိုဟာတာကပ်ပြရပါတယ်နောက်ထပ်နောင်းနေနဲ့တွဲသုံးတဲ့အခါမှာတော့ကိုသုံးပြီးမဲ့နောင်းမှာအသက်ပါလို့ရှိရင် e ရာကိုဟာတာဆိုတော့သုံးပြရပါတယ်အတန်ပါရနော်ရာကိုဟာတာဆိုပြီးတော့တန်းသုံးရမှာပဲဥမာပြင်ဝီစာဝီစာလို့ရှိရင်ဆရာဝင် ဝီစာမှာအတန်ပါရအတွက် ရာဂုဟာရာကပ်ပြီးတော့ဝိစာရာဂုဟာတာဆိုပြီးတော့တုံးပေးရပါတယ်။ဆုံးဆန်းနေဆုံးဆန်းနေဆိုလို့ရှိရင်အသက်ပါအတွက်ဆုံးဆန်းနေမီရာဂုဟာတာအသက်ပါအတွက်ဤရာဂုဟာတာဆိုပြီးတော့ဖြစ်သွားပါတယ်။ကျွန်တော်တို့နမူနာစာကြောင်းလေးတွေကြည့်ရင်လည်းထပ်ပြီးတော့လေ့လာကြည့်ကြအောင်။နံပါတ်1ဥမာလေးကို ကြည့်အောင်။မင်းကြီးကဂျောညော့ရဲ့ရှီချန်ရဲ့ဂန်တာကိုဟဲ့ရော မင်းကြီးကညနေမှာရှီချန်းရဲ့ဈေးကိုဂန်တာကိုဟဲ့ကိုသွားမယ်လို့ပြောတယ်။ဒီမှာပြစ်စုံပံကလာအနေနဲ့သုံးနာတာဖြစ်တဲ့အတွက်ဂါတာရဲ့နောက်မှာအတက်ပါမပါတဲ့အတွက် အောက်မှာနာတက်ထည့်ပြီးတော့ဂန်တာကိုဟဲ့ကိုဗတ်ဒီကိုပြစ်စုံပံကလာအနေနဲ့သုံးကျင်တဲ့အခါမှာ တတ်ပါလို့ရှိရင်နုံထည့်ပြီးတော့တန်ပါရင်တော့နာတက်ကပ်ပြရပါတယ်ဒါကြောင့်မလို့ဂါရာမှာနာတက်ကပ်ပြီးတော့ဂမ်တာကိုဟေယိုရှင်းသွားအောင်ကျွန်တော်တို့နောက်ထပ်နမူနာထားကြောင်းလေးတွေကြည်ပြီးတော့လေ့လာကြည့်ကြအောင်ခြေကဒေါန်းထားတဲ့ဤဘုံနဲ့ဂါကောတာကိုဖက်စော်ယိုခြေကဒေါန်းထားတဲ့နောက်လမှာဤဘုံနဲ့ဂျပန်ကိုဂါကောတာကိုဟက်စော်ယို သွားမယ်လို့ပြောခဲ့တယ်။ဒီမှာဆိုလို့ရှိရင်ဂါရာကိုအနာဂတ်ကာလပုံစံပြောင်းပြီးတော့ဂါကောဂါကောရာကိုဟဲ့ဆော့ယူဒီစာကြောင်းကိုနားလည်အောင်ပြောရင် ခြေရနေပြီးတော့ကိုပြောတယ်ဒါဝန်တာတဲ့ဤဘုံနဲ့ဂါကောယူဒီစာကြောင်းကိုကိုကနေပြီးတော့ခြားတရားကိုပြန်ပြောတဲ့အခါမှာဂါကောယူ ခါကောကြီးကောက်ပြီးတော့ခါကောရာကိုဟဲ့စော်ယူဆိုတော့ရာကိုဟာတာနဲ့တွဲသုံးရပါတယ်။နာရဲကလာနေနဲ့တွဲသုံးတဲ့ခါမှာတော့ရာကိုဟာတာနဲ့တွဲသုံးရပါတယ်။အကြောင်းမလို့ချီရဲကဒေါင်းသားတဲ့ဤဘုံနဲ့ခါကောရာကိုဟဲ့စော်ယူချီရဲကနောက်လာမှာဂျပန်ကိုသွားမယ်လို့ပြောခဲ့တယ်။နောက်ထပ်ဥမာတစ်ခုထပ်ကြည့်အောင် ချွုံးရှိကမွန်ကျော်ဘာဘူးမောနန္ဒာကို ဟဲ့ဆော်ယူချွုံးကအရင်ထမင်းကို စားနှိမ့်မယ်လို့ပြောတယ်ပြောခဲ့တယ်ဒီမှာဘတ်ကို ကြည့်တဲ့အခါမှာမော့ပတာ မော့ပတာမှာအတက်ပါတဲ့အတွက်ပြစ်စုံဗန္ဒရာနဲ့တုံးတဲ့အခါမှာနုံးကပ်ပြီးတော့မောနန္ဒာကို ဟဲ့ဆော်ယူချုံရှိကမွန်ကျော်ဘာဘူးမောနန္ဒာကို ဟဲ့ဆော်ယူ ချွန်းက အရင်ထမင်းစားနေမယ်လို့ပြောခဲ့တယ်။နောက်ထပ်ဥမာတကူထပ်ကြည့်အောင်။ဒီနာကအိုကျဲမင်းကြီးတို့မန္နတာကို ဟဲ့ဆော်ယူ။ဒီနာကမနေ့ကတော့ကမင်းကြီးကိုမန္နတာကို ဟဲ့ဆော်ယူ။တွေ့ခဲ့တယ်လို့ပြောခဲ့တယ်။ ဒီမှာအတိတ်ကာလမနေ့ကတွေ့ခဲ့တာဖြစ်တဲ့အတွက်သူ့ကိုဗတ်တူးပုံစံပြောင်းပြီးတော့ပြောတဲ့အခါမှာမန်းနာတာမန်းနာတာကိုဂွာကောပြောင်းတဲ့အခါမှာမန်းနာဆိုပြီးတော့ဖြစ်သွားပါတော့ဒါကြောင့်မလို့မန်းနာရဲ့နောက်မှာဒါကိုဟာတာကပ်ပြီးတော့မန်းနာတာကိုဟဲဆော်ယူဒီနာကအိုကျဲမင်းကြီးသူမန်းနာတာကိုဟဲဆော်ယူဒီနာကမနေ့ကတော့ကမင်းကြီးကိုတွေးခဲ့တယ်လို့ပြောခဲ့တယ် နောက်ထပ်ဥမာတစ်ခုထပ်ကြည့်အောင်ဂျွန်ကြီးကဟန်ကုတ်ရဲ့ဂျောဥရွန်ဂျောမာချွတ်တာကိုဟဲဆော်ယိုဂျီယွန်ကကိုရီးယားရဲ့ဂျောဥဆောင်းရာကြီးကဂျွန်မာချွတ်တာကိုဟဲဆော်ယိုတကယ်အေးတယ်လို့ပြောခဲ့တယ်ဒီမှာချွတ်တာချွတ်တာဆိုတာအကြည်နမဝိဒနာဖြစ်ပါဒါကြောင့်မလို့ ချုပ်တာကိုပစ္စုပန်ကားလေးနဲ့တုံးတဲ့ခါမှာနောက်မှဘာမှကတ်ဆရာမလို့ပါဘူးဒါကိုဟာတာတန်းကတ်ပြီးတော့ချုပ်တာကို ဟဲဆော့ယူဂျီယိုနီက ကိုရီးယားရဲ့ဆောင်းရာဒီက အရန် ချမ်းတယ်လို့ပြောခဲ့တယ်နောက်ထပ်ဥမာတကူထပ်ကြည့်အောင်ကျုံကဂျာဂီရောကြချင်းကုနောမူရေပူတာကို ဟဲဆော့ယူကျုံဦးက ဂျာဂီယောဂျာချင်းကူနောဂျာဂီဆိုတာကတော့သူဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်သူကိုဂျုံးဦးကိုပြန်ပြီးတော့ညှို့တဲ့အခါမှာဂျာဂီဆိုပြီးတော့တုံးလေးရှိပါတယ်ဂျာဂီယောဂျာချင်းကူနောသူရဲ့ချစ်သူကောင်မလေးကတော့နော်မူရေပူတာကိုဟဲဆော်ယုံအရန်ချောတယ်လို့ပြောခဲ့တယ်ဒီမှာရေပုဒ္ဒါရေပုဒ္ဒါမှာလည်း ပစ္စုပန်ကလာနဲ့တုံးတဲ့အခါမှာအာမကတ်ဆရာမတွေတွေနောက်မှာဒါကိုဟာတာတန်းကပ်ပြီးတော့ဒါပြေရပုတာကိုဟဲ့ဆော်ယုံဂျုံကဂျာဂီရောကြချင်းကုန်လုံးနောမှုရပုတာကိုဟဲ့ဆော်ယုံဂျုံကသူချစ်သူကောင်မလေးကအရန်လှတယ်လို့ပြောခဲ့တယ်နောက်တဥမာတခုထပ်ကြည့်အောင်ယုံစုကဂျာဂီဒုံဆန်းကအဆန်းကြီးရာကို ဟဲ့ဆော်ယုံ ညုံစုကဂျာရီဒုံဆန်းကွန်သူ့ရဲ့ညီမကတော့ဟာဆန်းဂီတာကို ဟဲဆော်ယူចောင်းသားလို့ပြောခဲ့တယ်။နောင်ဖြစ်တဲ့အတွက် နောင်နေကိုအတက်ပါလို့ရှိရင်ဤခံပြီးတော့တက်ပါရင်တော့ဘာမှခံစရာမလိုပါဘူး။ဒီမှာဟာဆန်းမှာအတက်ပါတဲ့အတွက်ဤခံပြီးတော့ဟာဆန်းဂီတာကိုဟဲဆော်ယူနောက်မှာ နောင်နေနဲ့တွေ့တဲ့အခါမှာတော့ရာကိုဟာတာနဲ့တွေ့တော့အောင်။အကြောင်းမလို့ ဟာဆန်းကြီးရာကိုဟဲဆော်ယိုနောက်တစ်ခုထပ်ကြည့်အောင်ဂါယုံကြီးကဂျာဂီနန်းကြချင်းကိုနွန်ဝီဆာရာကိုဟဲဆော်ယိုဂါယုံကဂျာဂီနန်းကြချင်းကိုနွန်သူချစ်တူကောင်းလေးရတော့ဝီဆာရာကိုဟဲဆော်ယိုဆရာဝင်လို့ပြောတယ်ပြောခဲ့တယ်ဝီဆာမှာအတန်ပါရအတွက် နောက်မှာရာကိုဟာတာတန်းကပ်ပြီးတော့ဝီစာရာကိုဟဲ့ဆော်ယုံဆရာဝင်လို့ပြောခဲ့တယ်ကျွန်တော်တို့ဒီနေ့လေ့လာခဲ့တဲ့ grammar လေးကတော့ဒါကိုဟာတာပယ်လို့ပြောတယ်မယ်လို့ပြောတယ်ဆိုတဲ့ grammar လေးဖြစ်ပါတယ်ဒီ grammar လေးကိုတော့ခြားတစ်ယောက်ကနေကိုယ်ကိုပြောတဲ့ဟာကိုကိုကနေတစင်းနောက်တစ်ယောက်ကိုထပ်ပြောတဲ့အခါမျိုးမှာဒီ grammar ကိုသုံးပြီးတော့ပြောလို့ရှိပါတယ်နောက်ထပ် ဟိုကမြင်ခဲ့တဲ့ကြားခဲ့တဲ့အရာတွေကိုအခြားတယောက်ကိုပြန်ပြောပြတဲ့ခါမှာလည်းဒီ grammar ကိုသုံးပြီးတော့ပြောလို့ရပါတယ်။ဥပမာအဖြစ်ကုံတိုက်မှာဈေးရောင်းပွဲတော်ရှိတယ်။မနက်ဖြန်နေစပြီးတော့ကုံတိုက်မှာဈေးရောင်းပွဲတော်ရှိတယ်။အဲ့ဒါကိုကိုကနေအခြားတယောက်ကို ပြောကျင်တဲ့ခါမှာနေဘူးထောမထွေစေဟန်တာကိုဟေယိုမနက်ဖြန်နေစပြီးတော့ကုံတိုက်မှာအယောင်ပွဲတော်ရှိတယ်လို့ပြောတယ်။ ဒီလိုမျိုးဒါကိုဟဲ့ရို grammar ကိုတုံးပြီးတော့ကိုမြင်ခဲ့တဲ့ကြားခဲ့တဲ့အရာတွေကိုလည်းပြန်ပြောလို့ရပါတယ်။နောက်ထပ်ဒီ grammar ကိုပဲအတိုးချုပ်ပြီးတော့ပြောတဲ့အခါမှာဒါကိုဟဲ့ရို့လို့မတုံးမဲနဲ့ဒေယိုဆိုပြီးတော့လည်းအတိုးချုပ်ပုံစံနဲ့တုံးလို့ရပါတယ်။စကားပြောတဲ့အခါမှာဒါကိုဟဲ့ရို့လို့တုံးရတာရှိတဲ့အတွက်ဒေယိုဆိုပြီးတော့လည်းပြောင်းတုံးလေးရှိပါတယ်။ဥပမာအပြင်ဒီစာကြောင်းကိုဒေယိုနဲ့ပြောင်းတုံးတဲ့အခါမှာ နေဤဘူးသောမတ်ထုရဲ့ဆေးဟန်တဲ့ယောနတ်ပြန်ရင်စပြီးတော့ပုံတိုင်းမှာအယောင်ပွဲတော့ရှိတယ်တဲ့ရှိတယ်လို့ပြောတယ်အတူတူပဲဖြစ်ပါတယ်ဒေယိုလို့တုံးတာနဲ့ဒါကူဟေယိုနဲ့အတူတူပဲဖြစ်ပါတယ်ဒီနေ့လေ့လာခဲ့တဲ့ grammar တွေကိုအားလုံးပဲနားရတော့မယ်လို့ယုံကြည်ပါတယ်အကယ်၍မရှင်းတာသိရင်သာရှိရင် comment မှာမှတ်ချက်ရေးသွားပြနိုင်ပါတယ်ကျွန်တော်ရဲ့ YouTube channel မှာလည်းအပတ်စဉ်ကိုရီးယားဂရမ်မာသင်ခန်းစာများကိုတင်ဆက်ပြနေတာဖြစ်လို့ Ryan subscribe ပြုလုပ်ခဲ့ဖို့မြစ်တာရက်ခံပါတယ်အားလုံးပဲနောက်ဗီဒီယိုများမှာပြန်တွေ့ပါမယ်အန်ညုံ